အလုံးမမင်လာပါအန်တဘာမစ်ဆွေရဲ့ Facebook နဲ့ YouTube Channel ထားနဲ့ပြန်ပြီးတော့ကြိုဆိုပါရစေကျွန်တော်တို့ကအတန်းပါကျွန်တော်လီဗာပူးတင်ရဆိုလို့ရှိရင် Champion League 16တင်းဆက်ဒုတိယကြော့ပွဲစဉ်တွေနဲ့ PSC အသင်းတို့ကျွန်တော်တို့အင်ကွင်း Anfield မှာလက်ထံချပိုင်းကစားတဲ့ရဖြစ်ပါတယ်ဒီပွဲစဉ်မှာဆိုလို့ရှိရင် minute 60ပွဲပြီးရလတ်နေနဲ့ Liverpool အသင်းက PSC အသင်းပေါ်မှာ1-0ဆိုတဲ့ရလတ်နဲ့ရှုံးနေတယ်ပေါ့နော် address ဆိုလို့ရှိရင်နှစ်ကြော်ပေါင်းရလတ်တာ1-1တည်းရရလတ်ထွက်ပေါ်ထဲတဲ့အတွက်နှစ်သင်းလုံးဒီ နိုင်ချင်းချင်းပေါ်ဆက်ကစားတယ်နိုင်ချင်းချင်းပေါ်စားတဲ့အချိန်မှာလည်းနှစ်သင်းစလုံးအနေနဲ့ဆက်ပြီးကိုမသွင်းနိုင်တဲ့အတွက်ဒီ penalty နေရာအထိရောက်ထွက်ပြီး penalty မှာတော့ PSG အသင်းက Liverpool အသင်းကိုဒီ4-1ဆိုတဲ့အရလက်ပေါ့နော်အဲ့ကျွန်တော်တို့ဒီ PSG အသင်းကနောက်တစ်ဆင့်တော့တတ်သွားနိုင်ပြီးတော့ Liverpool အသင်းကတော့ဒီရာသီရဲ့ဥရောပထရီးစဉ်ကဒီမှာပဲပြီးဆုံးခဲ့ပြီလို့ပဲကျွန်တော်တို့ပြောမှာဖြစ်ပါတယ်ဒီနေ့ပွဲစဉ်မှာဆိုလို့ရှိရင် Liverpool အသင်းနေနဲ့ပထမအကြော့အတုံးကအဲ ပြည်စီအသင်းရဲ့အင်္ဂလိပ်ပေါ့နော်ပဲရစ်မှာသွားတစားတုံးတာထက်ကိုပို့ပြီးတော့ရောနော့မွန်မွန်ဒေးနေပွဲစဉ်မှာတစားနိုင်နေတယ်ကျွန်တော်တို့ချမ်းစီလဲခွေလုံနိုင်တယ်မိနစ်60အတွင်းမှာဆိုလို့ရှိရင်ဒီ5ရလောက်တဲ့အခွင့်အရေးတွေပြီးသားလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီ attacking mind တွေကပထမအကြောထက်အများကြီးတောင်းပို့ပြီးတစားနိုင်နေတယ်ပြီးသားလို့ရှိရင်ဒီပွဲစဉ်တစ်ပွဲအတွက်ဆိုလို့ရှိရင်ပြိုင်ပတ်ထပ်ပို့ပြီးတော့အသာရအောင်တစားနိုင်နေတယ်ဒါပေမဲ့လည်း low attack အတွင်းလို့မသွင်းနိုင်တဲ့အနေအထားမှာဆိုရင်တော့ဒါကျွန်တော်တို့ဒီနေ့ပွဲစဉ်မှာရှုံးနေတယ်ပေါ့နော်အာ ဒီနေ့ပွဲစဉ်နဲ့ပတ်သက်ပြီးပြောရမယ်ဆိုလို့ရှိရင်ပထမအကြော်ပွဲစဉ်မှာတော့အားလုံးရဲ့တည်ထောင်ထောင်းစဉ်ကဒီကျွန်တော်တို့ကိုယ်တော်မှာ Alison Butler ဖြစ်တဲ့လို့ဒီနေ့ပွဲစဉ်မှာတော့ဒီနေ့ပွဲရဲ့ hero ဖြစ်ခဲ့တာကဒါ PSC အသင်းရဲ့ကိုယ်တော်မှာ Donald Rumor လို့ပဲကျွန်တော်တို့ပြောရမှာပေါ့နော်ပွဲအတွင်းမှာဆိုလို့ရှိရင်လည်းသူအနေနဲ့တောက်လျှောက်လက်စွမ်းပြပြီးတော့ Liverpool အသင်းရဲ့ attacking တွေကို ပေးသလို့ရှိရင်ရှုတွေတော့တာကွယ်ခဲ့သလိုဒီ penalty area penalty တိုင်းတဲ့ချိန်တွေမှာဆိုလို့ရှိရင်လည်းကျွန်တော် Darwin Nunes တော့ပေးသလို့ရှိရင် Curtis Jones တော့နှစ်ယောက်စလုံးရဲ့တန်သွင်းချက်တွေကိုကာကွယ်နိုင်ခဲ့တဲ့အတွက်ဒါဒီနေ့ပွဲစဉ်မှာတော့သူ့ရဲ့ last one နဲ့ man of the match တိုက်တန်တယ်လို့ကျွန်တော်ပြောရမယ်အဲဆက်ပြီးတော့ကျွန်တော်မပြောရင်နေနဲ့ဆိုလို့ရှိရင် ပရမအောင်ဆုံးပြောချင်တာကတော့ဒီကျွန်တော်တို့ရဲ့ပြိုင်ဘက် PSC အသင်းတော် congratulation လို့ပဲပြောချင်တယ်။ဘာလို့လဲဆိုလို့ရှိရင် PSC အသင်းနေနဲ့ Liverpool နဲ့တစားတည်းတဲ့နှစ်ကြော့စလုံးမှာဆိုလို့ရှိရင်သူတို့ရဲ့ခြေစွမ်းတာတကယ်ကိုအကောင်းမွန်ဆုံးနေထားမှာရှိလေတယ်ဆိုတဲ့ဟာကျွန်တော်တို့လက်ခံရမယ်။ဒီနောက်တန်းပြီးတော့လို့ရှိရင် Green လည်းရှေ့တန်းပေါ့နော်။ပြီးတော့ Goal သမားကအစားအလုံးနေရမှာသူတို့အကောင်းဆုံးရှိလေတယ်။တစားသမားတွေအားလုံးကဒီ လိုပြောမလဲ fitness ဘိုင်းဆိုင်ရာတော့ဒါက league grammar တစားအတွက်တို့အနေနဲ့တော့ဒါ premier league မှာတစားရတဲ့အသင်းထပ်စားလို့ရှိရင်ပို့ပြီးတော့အားသာချက်ရှိတယ်။ဒါပေမဲ့လည်းတစားသမားတွေရဲ့ quality နဲ့ပြသလို့ရှိရင်တစားသမားတွေရဲ့ intelligence တွေကျွန်တော်တို့အသိမှတ်မပြုတ်ပဲမနေလို့ရလောက်အောင် အထီးတော့သူတို့ရဲ့တစားသမားတွေရဲ့အရေးသွေးကိုကျွန်တော်တို့နှစ်ပွဲစလုံးမှာချီးကျူးရမယ်ပေါ့နော်အာနှစ်ပွဲစလုံးမှာတစ်ခုတည်းရချီးကျူးရမယ်တစားသမားဆိုလို့ရှိရင်ကျွန်တော်ဒိုနာရူမှာရှိမယ်ဒုတိယအကြောမှာပြီးတော့ရှိရင်အဓိကချီးကျူးရမှာဒါတော့သူတို့ရဲ့အဓိကတိုက်စစ်မှုဖြစ်နေတဲ့ဒမ်ဘီလီပေါ့နော်ဒမ်ဘီလီဆိုလို့ရှိရင်ဒီကျွန်တော်တို့ဒေါ်မွန်မှာတောက်လျှောက်ခြေစွမ်းပြရတယ်ပြီးတော့လို့ရှိရင်ဘာစီလိုနာအသင်းတို့သူ့အနေနဲ့ရောက်ထွက်ပေါ့နော်ဘာစီလိုနာအသင်းမှာထင်သလောက်မှဖြစ်ခဲ့ပဲနဲ့ဒီ PSC အသင်းတို့ပဲရောက်ထွက်တဲ့အနေထားမှာတော့ဒီပုံမှန်ခြေစွမ်းပြနိုင်တဲ့ဝင်ရာတယောက်အနေနဲ့မဟုတ်ဘဲနဲ့အသင်း င်းရဲ့ဒီအတက်ကင်ကိုတောင်းဆောင်တဲ့တောင်းဆောင်တယောက်နေနေလို့သူအနေနဲ့ evolve ဖြစ်ခဲ့တာလို့ကျွန်တော်မြင်တွေ့တရတာဒါဒါလစားသမားတောင်းတယောက်အကြီးဆိုတဲ့အခြေသွေးတွေကိုအပြည့်အဝခံစားရတယ်ပေါ့နော်အဲ့အတွက်ဆိုလို့ရှိရင်လစားသမားတယောက်တိုးတက်လာတဲ့ဟာကိုကျွန်တော်မြင်တွေ့ရတယ်ကောင်းတယ်လီဗာပူးသင်းနေနဲ့ဆိုလို့ရှိရင်ဒီနေ့ပွဲစဉ်မှာကျွန်တော်တို့ဒီပထမအကြောနဲ့အပြောင်းလဲမရှိဘဲနဲ့အကောင်းဆုံးလူစင်းကိုပဲဆက်ပြီးသုံးလာခဲ့တယ် ဒီလူစင်းမှာကျွန်တော်နည်းနည်းလေးပြောစရာရှိတာကဒီတိုက်ဆက်မှာဒီရိုဂျိုတာအနေနဲ့နှစ်ပွဲစလုံးမှာခြေစွမ်းမပြနိုင်တဲ့အနေအထားကိုမြင်တွေ့ကြရတယ်ပေါ့နော်။ဂျိုတာအနေနဲ့ဆိုလို့ရှိရင်သူ့အနေနဲ့အရွေးတွေပြီးသားလို့ရှိရင်အုံနောက်သုံးပြီးတစားတဲ့ဟာတွေဒါဂျန်တဲ့တိုက်ဆက်မှုတွေထက်အလုံးထက်သာတယ်။ဒါပေမဲ့သူ့ရဲ့ဒီဒဏ်ရာရနေအပြေးဝပြန်ပြီးမတတ်တာလားသေးတာကြောင့်လားတော့မပြောတတ်ဘူးပေါ့နော်။ဟိုသူ့ရဲ့ physical ဘိုင်းဆိုင်ရာတော့ဒါတော့ကျွန်တော်တို့ main run ထုတ်စရာတွေအများကြီးရှိတယ်လေ။ဒီနေ့ပွဲစဉ်ရဲ့တကူသေးသောတွင်ကိုကိုတော့ကျွန်တော်ထင်ပြောရရင်ဒီ7မိနစ်မှာပေါ့နော်။ ်အဒမ်ဘီလီရာကျွန်တော်တို့ဒီဘယ်တောင်မှန်ကနေဖျက်တင်ပေးလိုက်တဲ့ဘောလုံးကိုခရိုနာတီနဲ့အလက်ဆန်ဒိုနှစ်ယောက်နားလည်မှုလွဲသွားတဲ့အနေထားကနေပဲထပ်ပြီးတော့ဒမ်ဘီလီရာပိတ်သွင်းသွားတဲ့အတွက်ကျွန်တော်တို့ဒါဥဆောင်ဖို့ပေးလိုက်ရတယ်နောက်ပိုင်းမှာလေဘုံအသင်းနေနဲ့တောက်လျှောက်ဆက်ပြီးလစားလာတယ်53မိနစ်မှာတော့ဒီကျွန်တော်တို့ သိပြီးတော့ခြေစောင်းမပြနိုင်တဲ့ဒီကိုဂျိုတိုင်းနေရာမှာဒါဝင်နူနက်စ်ကိုထည့်သွင်းနေပါတော့ဒါနဲ့ဆိုလို့ရှိရင်ကျွန်တော်ထင်ပြောရရင်ဒါဝင်နူနက်စ်ကဒီနေ့ပွဲစဉ်မှာဒီထပ်ပို့ပြီးတော့ဆော့ဆော့လူစားဝင်လာမယ့်နေထားမှာရှိတယ်ဒါပေမဲ့ဒီမိနစ်60ပတ်ချတယ်လောက်မှာလီဗာပူးသင်းရဲ့တိုက်စစ်ကတကယ်လို့ဟို flame on ဖြစ်နေတဲ့အနေထားမှာဖြစ်တဲ့အတွက်ဒီ နီးပြားတော့ကျွန်တော်ထင်ပြတာဒီလိုဂျိုတာကိုဆက်ပြီးသုံးရဲပေါ့နော်နောက်ပိုင်းမှာမှဒီလိုဂျိုတာတော့ဆက်ပြီးအဆင်မပြေတော့အတွက်ဒါဝင်နူးနက်စ်လောအပြောင်းလဲပြုတယ်တဲ့အဲဒါလီဗာပူးသင်းအတွက်နင်းနာခဲ့တဲ့အနေထားတော့ဗာလဲဆိုလို့ရှိရင်83မိနစ်မှာဒိုင်ယာချောင်းမို့လို့ထရက်အလက်ဇန်ဒါအာနုထပ်သွားရတဲ့အနေထားပဲကွန်ဆာရာဝင်လာပြီးတော့လီဗာပူးသင်းအတွက်တောက်လျှောက်အကောင်းဆုံးသူအနေနဲ့ဒီပွဲစဉ်မှာခြေစွမ်းပြနိုင်တယ်လေဒါပေမဲ့အာနုမရှိတော့တဲ့ဟာကလီဗာပူးသင်းအသင်းရဲ့ဒီမန်တိုင်းပြောရညာချမ်းတစ်ချောင်းမှာတော်တော်လေးအားနေသွားစေတယ်အာနုအနေနဲ့ဆိုလို့ရှိရင်ဒီမတိုင်နေအထိတပွဲလုံးမှာကျွန်တော် လီဗာပူးအသင်းအတွက်ဒီနှစ်ပွဲစဉ်မှာအကောင်းဆုံးကစားသမားတော့အာနိုလိုပဲပြောရမယ်။သူ့ရဲ့အကျိုးစားအထောက်အမှုတွေကစားပုံစံတွေဒါကျွန်တော်တို့အတိအမှတ်ပြုရမယ်။အဲဒါပေမဲ့လည်းအာနိုကဒီဒဏ်ရာကြောင့်မလို့ပေါ့နော်။ကံမကောင်းဘူးဆိုရင်တော့ပေးသွားလို့ရှိရင်ဖြစ်နိုင်ခြေများလာတာတော့ နယူရာဆယ်အသင်းနဲ့ဒီ EF Factor Final ကိုလွဲချော်သွားမယ်အနေထားမှာရှိနေရလို့ကျွန်တော်တို့ထင်တယ်။အဲ့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီလစားသမားနှစ်အပြောင်းလဲလုပ်ပြီးရနောက်ပိုင်းမှာလီဗာပူးသင်းနေတယ်။ဆက်ပြီးလစားတယ်။ chance တွေလည်း create လုပ်နိုင်တယ်။ပြီးသွားလို့ရှိရင်ဥမာ corner တို့ဘာလို့ဆိုလဲရတယ်။ကျွန်တော်တို့ growing trend တွင်းနေလည်းရတယ်။ဒါပေမဲ့ခွန်ရေးမြင်နိုင်တဲ့အတွက် minute goal စဲအပြီးမှာတော့ကျွန်တော်တို့ဒီ1-0ဆိုတဲ့ရလာနေရှုံးနေတဲ့အတွက်နှစ်ကျော်ပေါင်း aggregate ရဒီ1-1ဆိုတဲ့ကျွန်တော်တို့ဆက်ပြီးလစားတယ်။ဆက်ပြီးလစားခဲ့ပြီးဒီ60 minute မှာ metalista အစားဒီ tradition ဝင်လာခဲ့တယ်။ ပြီးတော့လို့ရှိရင်၁၁မိနစ်မှာဆိုလို့ရှိရင် Lewis Dia စာထိုးရီကပ်ပေါ်ဝင်လာတယ်၁၆မိနစ်မှာ Harvey Elliott အဆိုပေါ်စလိုင်းစာဝင်လာတယ်၁၁၁မိနစ်မှာတော့ဒီနောက်ထပ်ဒဏ်ရာကြောင့်မလို့ဒီ Cornatini ရဲ့နေရာမှာဆိုလို့ရှိရင် Andrew လည်းဝင်လာတယ်အဲ Cornatini နေလဲဆိုလို့ရှိရင်လည်းဒီ Newtas ရဲ့အသင်းနဲ့တစားမယ် EFL Draft Final မှာပွဲထက်စီရင်မှာပါလာဖို့အတွက်ကျွန်တော်တို့တော်တော်လေးတန်တရားအများစီအနေထားမှာရှိနေပြီလို့သုံးသပ်ရမယ်ဒီကစားသမားတွေဝင်လာတဲ့အနေထားမှာပေါ့နော်အပြောင်းလဲတွေအများကြီးလှုပ်ရတဲ့အနေထားတော့ကျွန်တော်အနေနဲ့ဆိုလို့ရှိရင်အာ ဒီမိနစ်120တိဆက်ပြီးကစားနေရပြီပြီးတော့လို့ရှင်ဂျားရက်မာတုံးကလည်းကစားသမားအနေနဲ့စောင့်အထံသိနေပွဲစဉ်မှာတော်တော်လေးကြိုးစားပန်းစားကစားထည့်ရတဲ့အနေထားမှာဆိုရင်လီဗာပူးသင်းရဲ့ကစားသမားတွေရဲ့ကျွန်တော်တို့ဒီ fatit level ကတော်တော်လေးမြင့်လာတဲ့အတွက်ကစားသမားတော်တော်များများလို့အပြောင်းလဲလုပ်လိုက်ရတယ်ပေါ့နော် trainer ကတော့ဒီဘယ်လိုပြောမလဲ camera down တဲ့ဒဏ်ရာတစ်ခုပြီးတော့လို့ရှင် chronic ဒဏ်ရာတော့မဟုတ်ပေမဲ့ဒါ chronic injury တော့မဟုတ်ပေမဲ့သူဒါ တမတောင်းတဲ့ဒဏ်ရာတစ်ခုပြီးသွားလို့ရှိရင်ဖုန်းနဲ့ data တော့ဒါကျွန်တော်ဆိုရှင် factit level အရင်မြင်သွားတဲ့အတွက်ဒဏ်ရာတစ်ခုပြီးသွားကြတဲ့လူစားသမားနှစ်ယောက်ဖြစ်တဲ့ credit card ပို့တော့ပြီးသွားလို့ရှိရင်အဲ macalister တော့ super slime တော့၃ယောက်စလုံးကကျွန်တော်ဆက်သုံးမယ်ဆိုလို့ရှိရင် corona date လို့နေထားမျိုးဖြစ်လာနိုင်တဲ့အနေအထားတွေရှိတဲ့အတွက်ဒီနေ့ပုံစံမှာရှုံးနေတဲ့ဒီတိုင်အောင် ဒီလူမျိုးတွေကိုလူစားလဲလိုက်တာကတော့နောက်ဘက်စင်တာနည်းနည်းလေးခံစားမယ်လို့ကျွန်တော်တို့ယုံကြည်တယ်ပေါ့နော်တချို့လူတွေပြောအမြင်ကြတယ်အမြင်ရောလဲကျွန်တော်တွေးမိတယ်ပေါ့ဘာလို့လဲဆိုလို့ရှိရင်ဒီတစားသမားတွေဝင်ပြီးနောက်ပိုင်းမှာလီဗာပူးသင်းရဲ့ခြေစွမ်းတာပို့ပြီးကျသွားတယ်ပေါ့နော်အဲလီဗာပူးသင်းရဲ့ခြေစွမ်းတာတကယ်လဲပို့ပြီးတော့ကျသွားတယ်ဒါပေမဲ့လည်းဒီလူစားသမားတွေလို့ကျွန်တော်လူစားမလဲလို့လည်းမရပါတဲ့နေထားခုလည်းဖြစ်နေတဲ့အတွက်ဒါလူစားလဲမှုကတော့ကျိန်းသေးပါလို့အမယ်နေထားပဲနောက်ထပ်တစ်ခုကဒီနေ့ပွဲစဉ်မှာလီဗာပူးသင်းနေနဲ့ပို့ပြီးတော့ပြိတ်သက်တယောက်နေနေပေါ့နော်ပို့ပြီးတော့ အာစိတ်နှစ်ပြီးတော့ကြည့်မိတဲ့အနေအထားကကျွန်တော်ပထမအကြော်မှာတော့မဖြစ်နိုင်တဲ့အနေအထားတို့ကနေအကောင်းဆုံးကစားသမားတွေရဲ့ကြိုးစားအားထုတ်မှုကြောင့်ဒါကျွန်တော်စိတ်ဝင်စားနေပို့ပြီးကြည့်ခဲ့တာပေါ့နော်။ဒါရန်ဆိုလို့ရှိရင်လီဗာပူးအသင်းနေတဲ့ချန်ပီယံလိချန်ပီယံလိဆိုတာကပြိုင်ပွားအလုံးထဲမှာအကြီးဆုံးပဲ။ဒါပေမဲ့လီဗာပူးအသင်းရဲ့ဒီရာသီလူစင်းရဲပေါ့နော်ပရီးမီယာလိမှာအကောင်းဆုံးလုပ်နေတယ်။ဒါဆိုရင်ပြိုင်ပွဲဆုံးမှာမတိုင်းပြလို့ရှိရင်ဒီနေ့ပွဲမှာတိုင်းလေဒီအကောင်းဆုံးပုံစံကြီးပြထားနိုင်တယ်ဆိုပေမဲ့လီဗာပူးသင်းရဲ့ရှိတဲ့အင်အားကကျွန်တော်တို့ဒီလိုမျိုး ပြိုင်ပွဲဆုံးတော့ flat လုပ်ပြီးတော့ပြိုင်ဆိုင်နိုင်မယ့်အနေအထားမှာမရှိဘူးလို့ကျွန်တော်တို့ယုံကြည်ရပါတော့။အဲ့အတွက်ဒီနေ့ပွဲစဉ်မှာထွက်လိုက်ရတယ်။ Premier League မှာကျွန်တော်100%ပြန်ပြီးတော့အာယုံဆိုင်နေတဲ့အနေအထားကသိုးတော့လည်းမစိုးလာဘူးပေါ့နော်။ဒီရသည်မှာကျွန်တော်တို့ပြန်နိုင်မယ်ဆိုလို့ရှိရင်နောက်တစ်ပတ်မှာတစားမယ် EFL ကရဲ့ပြီးတော့ရှင် Premier League ရဲ့နောက်ခုကောင်းတော့မုံရရင်တော့မှဒါ Liverpool အသင်းနေနဲ့ဒီ90%လောက်ထိဒီအေအာဒီအနေနဲ့အကောင်းဆုံးအနေအထားမှာရှိနေတယ်လို့ကျွန်တော်တို့သုံးသပ်ရမယ်။ပြီးတော့ရှင် Inbia Arne Slot တော့တစားသမားတွေအားလုံးကို ဒါ group room မှာထွက်ထွက်တဲ့အရာဒီလိုပဲကျွန်တော်တို့သတ်မှတ်ရမယ်လို့ပဲကျွန်တော်တို့ယုံကြည်တယ်ဒီနှစ်ပွဲစဉ်မှာရှုံးနေပြီးတော့ဒီ champion league ပြိုင်ပွဲတိုင်းထောက်ထားခဲ့ရတဲ့အတွက်ဒီ one day ရတာကတော့ဒီနောက်ဆုံးတော့အာမိုဟာမက်ဆာလာပေါ့ပဲပေါ့နော်မိုဟာမက်ဆာလာအနေနဲ့ဆိုလို့ရှိရင်ဒီနှစ်ပွဲစဉ်မှာအာကျွန်တော်တို့ရှုံးနေတဲ့ပြီးထွက်ထွက်ခဲ့ရတဲ့အတွက်သူ volunteer ဆုရဲ့ nomination တွေပြီးတော့ကျွန်တော် volunteer ဆုတို့မျှော်မှန်းနေဆိုတဲ့နေရာမှာတော့အတားအဆီးကြီးကြီးမားမားဖြစ်သွားကြပြီလို့ကျွန်တော်ကတော့သုံးသပ်မိတယ်။ဒီတစ်ချက်တို့ကျွန်တော်တို့စိတ်မတော်ဖြစ်မိတယ်။ Mohammad Salah တက်ပြီးသားလို့ရှိရင်ဂျန်လာမဲ့ဒီ week time မှာတစားမဲ့ပွဲစဉ်အတွက်ဒီကျွန်တော် Corona T နဲ့ Trent Alexander Arnold တို့တန်ရာရသွားတဲ့အနေထားတော့ဒါ Liverpool အသင်းအတွက်သိပ်ပြီးတော့မတောင်းလာတဲ့အနေထား။သူတို့နှစ်ယောက်ထဲမှာတာပဲနဲ့ Dylan ဆိုလို့ရှိရင် Liverpool အသင်းရဲ့တစားသမားအားလုံးကဒီနေ့ပွဲစဉ်မှာလူရာထပ်ပို့ပြီးတော့ပင်ပန်းတဲ့တယ်ပေါ့နော်။မိနစ်120အထိတစားရရတယ်။120လုံးမှာလည်းကျွန်တော်တို့ တကယ် intense intensity အပြည့်နဲ့တစားတဲ့ပွဲစဉ်မျိုးဖြစ်တဲ့အတွက်ဒါတစားသမားတွေရဲ့ effective level ကတော်တော်လေး raw တော်တော်လေး raw ဘယ်လိုပြောမလဲမြင့်မားခဲ့တယ်လို့ကျွန်တော်တို့ပြောရမှာပေါ့နော်အာရှုံနေတယ်ဒါပေမဲ့လည်းကျွန်တော်တို့ဒီ penalty ratio တွေတစားသမားတွေတို့လည်းအပြစ်မြင်စရာမလိုဘူးပြီးသားလို့ရှင့်ပွဲအတွင်းမှာတစားနဲ့တစားသမားတွေတို့လည်းကျွန်တော်အနေနဲ့တော့အပြစ်မြင်စရာမလိုဘူးလို့ထင်တယ်ဒီရာဒီနေထားရကျွန်တော်တို့လက်ခံရမှာက Liverpool အနေနဲ့ ချန်ပီယံလိတော့ပရီးမီယံလိတော့ရဖို့ဆိုတာကျွန်တော်မဖြစ်နိုင်ဘူးဒါကတကယ် reality ပဲအဲ့အတွက်ဆိုလို့ရှိရင် GD ရလာကိုကျွန်တော်အနေနဲ့တော့ခြေချင်းနဲ့လက်ခံနိုင်တယ်လို့ပဲပြောရင်းနဲ့ဒါ PSC အသင်းနဲ့ Liverpool အသင်းတို့ရဲ့ချန်ပီယံလိ16တင်းဆက်ပွဲစဉ်ဒုတိယကြော့ပွဲပြီးသုံးသက်ချက်ကိုဒီမှာပဲကျွန်တော်ရသိချင်ပါတယ်ဒီဗီဒီယိုလေးတော့အဆုံးထိကြည့်ပြတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တွေနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်နော်